အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကကျွန်တော်28ရက်10လဒါကျွန်တော်2025ကျွန်တော်တို့ဒီနေ့ညမှာဆိုရင်တော့အီတလီစီးရီးနှစ်ပွဲလောက်တော့ရှိမှာဗျာเนาะအာဒီနေ့ကလည်းဒါခြားရဲဆိုတော့အင်္ဂါနေ့ခြားရဲဆိုတော့ပွဲစဉ်လေးတွေနဲတယ်เนาะဒီနှစ်ပွဲတွေကမှကျွန်တော်အကောင်းဆုံးရွေးချယ်ပြီးသွားမှာဖြစ်ပါတယ်เนาะဒီနေ့ညမှာတော့အီတလီစီးရီးမှာနှစ်ပွဲပဲရှိမှာနှစ်ပွဲနဲ့ဒါလက်ချီနဲ့နာပိုလီရှိမှာအတ္တာနဲ့ဒါကျွန်တော်တို့ AC Milan နှစ်သင်းပဲရှိမှာပေါ့ဗျာเนาะဒါ ကလပ်ကြီးတွေထဲမှာဆိုရင်ဒီနှစ်ပွဲတည်းကကျွန်တော်အကောင်းဆုံးရွေးချယ်ပေးသွားမှာဖြစ်ပါတယ်เนาะအဲဒီနေ့ကျတာကျွန်တော်တို့အရင်ဦးဆုံးရွေးချယ်ပေးကြတာကတော့ကျွန်တော်လက်ချီနဲ့နာပိုလီဒီပွဲစဉ်မှာဆိုရင်နာပိုလီကနေလက်ချီကိုဝမ်းတည်ပေးတာလေဗျာเนาะပေါ်ကြီးချင်းမှာဝမ်းတည်ကိုပေါင်းချင်းလေးမှာနှလုံးကိုတဝက်စားခြေဖွင့်လက်ထားတာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်နာပိုလီရဲ့ဒါကျွန်တော်ပြောရမယ်ဆိုရင် ီနေ့ညကြေးဖွင့်လာတဲ့ဝမ်းတေကြီးကဒါမဆိုးတဲ့ကြေးတကြီးလို့ဒါထင်နေတုံ့တက်မိတယ်။အာဘာကြောင့်လဲဆိုတော့လက်ရှိနာပိုလီရဲ့အဆင့်ကြီးကလည်းစစ်တင့်နေရမှာရက်တည်နေတာဖြစ်တဲ့အီတလီစီးရဲ့ဝဲတဲ့၈ပွဲလောက်ကံပြီးွားတဲ့နောက်မှာ၆ပွဲနဲ့၆ပွဲကံထားတယ်၂ပွဲရှုံးတာပေါ့အဲ၆ပွဲနိုင်တာ၂ပွဲရှုံးထားတယ်ရမယ့်အားလုံးပေါင်း၁၈မှတ်နဲ့လက်ရှိအီတလီစီးရဲ့အဆင့်တက်နေရမှာရက်တည်နေတာဖြစ်တဲ့ လက်ချီကတော့ကျွန်တော်တို့၈ပွဲကန်နဒါတပွဲပဲနိုင်ထားပြီးတော့၃ပွဲတည်ရေ၄ပွဲရှုံထားတယ်အမတ်၆မှတ်နဲ့အဆင့်၁၆နေရာမှာအဆင့်ကွာခြားချက်ကတော့ဒါနည်းနည်းတော့ကွာခြားတယ်ပေါ့ဗျာနော်လက်ရှိခြေသိမ်းပိုင်းရောလက်ရှိလက်ချီကလည်းအသေးငယ်တသင်းဖြစ်တယ်အီတလီစီးရီးမှာတော့ဒါအိုဒီနေ့ညမှာနာပိုလီယအဝေးကွင်းကနေဝမ်းတည်ဖွင့်လှစ်ထားတယ်အဝေးကွင်းကဖြစ်တဲ့အတွက်ကြောင့်မို့ဒါဝမ်းတည်မြန်မာချင်းနဲ့ဆိုတော့ကျွန်တော်တို့ဒါ1 note 20လောက် ပေါက်မယ်ဗျာเนาะမြန်မာစင်းလဲဆိုတော့ကျွန်တော်ကထိုင်းအင်တာနက်အပ်ဒိတ်ဂျင်းနဲ့ကြည့်ပြီးတော့ရွေးချယ်ပေးရဆိုတော့ဒါထိုင်းအင်တာနက်အပ်ဒိတ်ဂျင်းမှာတော့1တေကြီးပေါက်ပါတယ်เนาะလက်ချီရဲ့ကျွန်တော်တို့နောက်ဆုံးကန်ခဲ့တဲ့ငါးပွဲကိုကျွန်တော်တို့ပြန်ပြီးတော့ပြန်ကြည့်ရမယ်ဆိုရင်သူ့အနေနဲ့နောက်ဆုံးကန်ခဲ့တဲ့ငါးပွဲမှာ AC Milan ကို3-0နဲ့ရှုံးတယ်ပြီးကြတဲ့ဒီဘူလောနာနဲ့ပွဲစဉ်မှာ2-2တေရကန်တယ်ပါမနဲ့ပွဲစဉ်မှာတော့0-1နဲ့သူနိုင်ထားပြီးတော့ ဆက်စုံနဲ့ပွဲမှာစီစီကန်နဲ့ဦးဒီနေနဲ့ပွဲမှာ3-2တူကန်ထားတယ်။ဒီလိုရလဒ်တွေကြည့်ရင်လက်ချီရဲ့ဒါနောက်ဆုံးကျွန်တော်တို့10ပွဲလောက်မှာတပွဲပဲနိုင်ပွဲရတာပြော၊2ပွဲတည်း6ပွဲလောက်၊9ပွဲလောက်ရှုံးတာလေ။လက်ချီလက်ရှိချွန်းတန်းကတော့တိတ်အားရစရာမရှိဘူး။နာဘူတရားတည့်ရတဲ့အတိုင်းလက်ရှိဒါကျွန်တော်တို့ခြေစားပိုင်းမှာတော့နောက်ဆုံးကန်ခဲ့တဲ့9ပွဲမှာတော့3ပွဲနိုင်2ပွဲရှုံးတာတယ်။ သူအနေနဲ့ဒါအင်တာမီလန်ကိုပြီးခဲ့တဲ့ကြော်မှာ3-1နဲ့နိုင်ထားခဲ့တယ်။ပြီးတော့နောက်ပြီးတော့ချန်ပီယံလိပွဲစဉ်မှာတော့သူအနေနဲ့ PSV ကိုတင်းကိုစစ်သူနဲ့ဒါရှုံးနေခဲ့တယ်ပေါ့ဗျာ။နောက်ဂိုးပြက်ကိုတော်တော်ရှုံးနေခဲ့တယ်။တူရီနိုကို1-0နဲ့ရှုံးထားတယ်။ဂျီရိုရီကိုဒါကျွန်တော်တို့2-1နဲ့နိုင်ထားပြီးတော့ချန်ပီယံလိပြီးခဲ့တဲ့ကြော်မှာတော့ဒါစပိုတင်းကို2-1နဲ့နိုင်ထားခဲ့တယ်။ညရလက်မျိုးရဲ့ချင်းနာပူလီရဲ့ခြေစမ်းကအာပြောရမလို့မတိမငြိမ်တဲ့ရလက်မျိုးလေးထုတ်ပေါ်နေတာတွေ့ရတယ်။ ။ဒါပေမဲ့ဒါအသိဉာဏ်နဲ့တွေ့ရလက်မကောင်းမဲ့တင်းသေးနဲ့တွေ့တော့ရလက်ကောင်းနေစေ။အသိသိဖြစ်တယ်။ဒီနေ့ညမှာဒါလက်ချီကိုဝမ်းသိဖွင့်လှစ်ထားတဲ့ကြီးဒီပွဲစဉ်လေးမှာတော့ကျွန်တော်ဘိုလ်ကြီးလို့လက်ဆောင်ခြင်းလေ။ကျွန်တော်ဘူကောဘူကောလေးကိုကျွန်တော်စိတ်ဝင်စားနေပြန်နော်။ဘူပေါင်းကြီးမှာတော့နှလုံးတဝက်ရှုံးဘွေကျင်းနဲ့ဂူပေါင်းကျင်းမှာတော့ကွာဟာချက်လေးတွေရှိတယ်။လက်ရှိခြေစမ်းပိုင်းရဘာဖို့လေးရလဲဒါလက်ချီကိုဂူရဖို့ မခင်ရင်ဟောင်မဒီနေ့ညမှာဂူပေါင်းကျေးနှလုံးကိုတစ်ဝက်ရှိုးဆိုတဲ့ဂျင်မျိုးပဲဖွင့်လက်ထားတယ်နော်ဒီပွဲတင်လေးမှာတော့ကျွန်တော်ကတော့ဂူပေါင်းအောက်လေးပဲကြိုက်တယ်ဂူပေါင်းလေးပဲရွေးချက်ပေးခြင်းတယ်ဒီနေ့ညကျွန်တော်လက်ချီနဲ့နာပိုလီပွဲတင်မှာကျွန်တော်ဂူပေါင်းအောက်ပဲဆော့မှာဖြစ်ပါတယ်ဒီကိုလည်းကြိုက်တွေ့ live show လို့ရပါလားခင်ဗျနော်ကဲကျွန်တော်တို့နောက်ဖက်တပွဲသွားအောင်ဗျနောက်ထပ်တပွဲမှာတော့ကျွန်တော်တို့ဒီအီတလီစီးရီးရတာပဲပွဲတင်တပွဲဗျနော်အတ္တနဲ့ကျွန်တော်တို့ AC Milan ပွဲတင်ကိုကျွန်တော်တို့သွားအောင် ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဘွေကြီးမှဆိုရင်တော့ဒေဒေကြီးဖွင့်ထည့်ထားတယ်ဂူပေါင်းကြီးလေးမှာနှလုံးကိုရှုံးဒီကြီးဖွင့်ထည့်ထားတယ်ပေါ့ဗျာနော်လက်ရှိကျွန်တော်တို့အတားရဲ့ကျွန်တော်တို့ခြေတန်းပိုင်းကိုကျွန်တော်တက်ချက်သွားမြင်ကြည့်ရမယ်နောက်ဆုံးကန်ခဲ့တဲ့၅ပွဲမှာတော့ရှုံးပွဲတစ်ပွဲမှမကြုံထားခြင်းမရှိဘူးဗျာနော်နောက်ဆုံးကန်ခဲ့တဲ့၅ပွဲမှာတော့သူကျွန်တော်တို့ကိုမိုဝမ်းဝမ်းတည်ကြတယ်ချက်မဲလေးပွဲကြမှာဘလူးချက်ကိုတူဝဲနဲ့နိုင်ထားကြတယ်ဒါစီကိုစီစီကန်တယ် ပြီးခဲ့တဲ့ Champion League ကြော့မှာ Star Brand နဲ့ပွဲစဉ်မှာတော့ဇီဇီရလက်မျိုးထွက်ပေါ်ပြီးတော့နောက်ဆုံးကန်ခဲ့တဲ့သူနောက်ဆုံးကန်ခဲ့တဲ့ပွဲစဉ်မှာ Promotion နဲ့ပွဲစဉ်မှာတော့1-1တေကန်လာခဲ့တယ်။ဒါအတက်ကတော့ဒါကျွန်တော်တို့ပွဲစဉ်9ပွဲလောက်နောက်ဆုံးကန်ခဲ့တဲ့ပွဲစဉ်9ပွဲမှာဒီပွဲမှာရှုံးပွဲမရှိသေးဘူး9ပွဲနဲ့တရေပွဲတွေကြီးပဲကန်ထားခဲ့တယ်နော်ဒီရလက်မျိုးတွေကြီးမယ်ဆိုရင်တော့အတ္တကတော့ဒါနောက်ဆုံးကန်ခဲ့တဲ့ပွဲစဉ်တွေမှာမဆိုးလာတဲ့ချိန်ဆိုတော့တွေ့ရတယ် ဒါပေမဲ့အသေးငယ်တွေကိုတော့သူနိုင်ထားခြင်းတော့မရှိသေးဘူးတကယ်တော့ခံကန်ထားရပေါ့ဗျာနော်တကယ်တော့ကန်ထားခဲ့တဲ့အနေထားမျိုးလေးရှိတယ်လက်ရှိကျွန်တော်တို့ AC Milan ရဲ့တောပြန်ကြည့်ရမယ်ဆိုရင် AC Milan ကလည်းလက်ရှိ၎င်းနေတူပဲပြိုင်ပွဲဆုံးသူ့အနေနဲ့သာခုနှစ်ပွဲလောက်နဲ့မှာဒီပွဲမှာရှုံးပွဲမကြုံသေးဘူးတောက်လျှောက်နိုင်ပွဲတွေပဲသိမ့်ပိုက်ထားတဲ့ AC Milan လက်ရှိကို Z2 နဲ့နိုင်ထားခဲ့တယ် ဘိုလိုနာဝန်စီနဲ့နိုင်တယ်။ဥဒိနီကိုဇီသူရီနဲ့နိုင်သားခဲ့ပြီးတော့လက်ချီယိုနောက်ကျော့မှာကျွန်တော်တို့ဒါအီတလီကပ်မှာကျွန်တော်ပရီစီနဲ့နိုင်သားခဲ့တယ်။နာပိုလီကိုလည်းဒါ2-1နဲ့နိုင်သားခဲ့တယ်။ဂျူပီတာစီစီဖီယိုတီနာ2-1ကျွန်တော်တို့ဒီလိုရလက်မျိုးတွေပြန်ကြည့်မယ်ဆိုရင် AC Milan ကလက်ရှိခြေတံပိုင်းကတော်တော်လေးကောင်းမွန်နေရလို့ဆိုလို့ရတာဗျ။เนาะအထက်ထက်ဆိုင်เนาะတော်တော်လေးကောင်းမွန်တဲ့အနေအထားမျိုးရှိတယ်။လက်ရှိအဆင့်တရားရမှာဆိုရင်လည်း လက်ရှိစင်ပြားရမှာဆိုလဲအီစီမီလန်ကဒါကျွန်တော်တို့ထင်ကြီးကြီးอ่ะเนาะအဆင့်3မှာရက်တည်နေတာ ဖြစ်တယ်ရိုမိုင်းအောက်မှာเนาะရိုမိုင်းအောက်မှာရက်တည်နေတာဖြစ်တယ်เนาะအတားနဲ့ဆိုင်တော့ကျွန်တော်တို့3ဆင့်လောက်กว่าတာဖြစ်တယ်ဒါပေမဲ့ကြီးတော့ဖွင့်လက်ထားခြင်းမရှိဘူးတကယ်ကြီးပဲဖွင့်လက်ထားတယ်เนาะသူနဲ့တဲ့ရဲ့ထိုက်တိုက်တွဲဆုံမှုဆိုရင်လဲဒါအကျင့်ကြီးအများကြီးတွဲဆုံခဲ့တယ်เนาะအလုံးပေါင်း29ကျင်းတော့တွဲဆုံပြီးတော့အတားဒါ17ကျင်းနိုင်တေကြ8ကျင်း AC Milan ကတော့10ချိန်နိုင်လာခဲ့တယ်။သူတို့နောက်ဆုံးကန်ခဲ့တဲ့2024 2025ရာသီမှာတော့အတက်အင်ကွင်းမှာ2-1နဲ့နိုင်လာပြီးတော့ AC Milan အင်ကွင်းမှာ0-1နဲ့အတက်ထပ်နိုင်ခဲ့တယ်။မိနစ်ကနှစ်ကြော့လုံးအတက်က AC Milan ကိုနိုင်ခဲ့တယ်။ဒီနေ့ညမှာဘာကြောင့်အတက်အင်ကွင်းနဲ့ဖြစ်တယ်ကြီးမဖွင့်ရလဲပေါ့နော်။ဒါတစ်ချက်စဉ်းစားကြ။လက်ရှိချိန်သားပိုင်းကိုကြည့်မယ်ဆိုရင်တော့ AC Milan ကနည်းနည်းလေးမတိမတလေးတာနေတဲ့အနေအထားမျိုးလေးဖြစ်တယ် ဒီပွဲစဉ်ကိုတော့ကျွန်တော်ရွေးချယ်ပေးခြင်းတယ်နော်။ဒါကြောင့်ရွေးချယ်ပွဲစဉ်ရွေးချယ်ပေးခြင်းလို့ဆိုတော့ဒီနေ့ညမှာလက်ရှိအတားရဲ့ဒါနောက်ဆုံးမိနစ်ကဆိုလဲနှစ်ကြော့လုံးနိုင်ထားခဲ့တယ်လက်ရှိအိမ်ကွင်းလဲကန်အားမှာဒီနေ့ညမှာဒါအောင်မှကြေးမထွန်းထားတယ်လို့တော့ဒီနေ့ညမှာဘူကီအနေနဲ့ AC Milan ဘက်မှာရှိနေမယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။အဲဒါကြောင့်မလို့ယနေ့ညမှာတော့ကျွန်တော်ရွေးချယ်မှုမှာတော့အတားနဲ့ AC Milan ပွဲမှာ AC Milan ပုံလေးကိုရွေးချယ်ပေးခြင်းပါတယ် ယနေ့ညကျွန်တော်ဒီစီဒီအီတလီစီးလေးတွေကပွဲတင်နှစ်ပွဲရွေးချယ်မှုဖြစ်ပါတယ်เนาะအဲလက်ချီနဲ့နာပိုလီဂိုးပါအောင်အတားနဲ့အစ်စီမီလန်ကျွန်တော်အစ်စီမီလန်ဘော်ရီကိုရွေးချယ်ပေးကြပါတယ်ကျွန်တော်လည်းကြိုက်ချင်းတူရင်ဒါ live ဆော်ရရပါတယ်မက်ဘပွဲတင်တဲ့တူကျွန်တော်ဗီဒီယို file ဖြစ်တာကြောင့်မလို့ YouTube channel နဲ့တော်တော် channel တွေကို like and subscribe လေးလုပ်ပေးကြပါဒီကိုနေတဲ့ live squad လောက်ကတန်လေးနဲ့လောက်ရတာအပမ်းမကြီးရအတွက်ကျောင်းနေတဲ့ဒါဒီကိုတို့ရဲ့ live လေးတွေကကျွန်တော်တို့ကဒါ အဲခေါင်းအတခုဖြစ်တော့တကြောင်မို့လိုက်မေးပြီးလောက်သွားပြီပါဟုတ်တောင်းဆိုပြရစေကျွန်တော်ရွေးချယ်မှုနှစ်ပွဲဟုတ်အကြိုက်တူမလားလိုက်ဆော်ပါအကြိုက်မတူရင်လွတ်လပ်စာဘက်ကွန်ဘက်ကန်ဝင်ရှိပါတယ်လွတ်လပ်စာသဘောလားကွဲလက်ဝင်ရှိပါတယ်ဗျနော်ကျွန်တော်လည်းအပိုင်တော့ဆိုတော့မရှိဘူးဂျင်းနေဂျင်းတားရလေးတွေအသေးနေသေးသားရလေးတွေကြည့်ပြီးတော့ရွေးချယ်ပြရတဲ့အတွက်ခါလေမားများရှင်းလဲနားလည်ပေးပါလို့ဒီဟာတောင်းဆိုပြရတယ်နော်အားလုံးပဲဒီနေ့တစ်ပွဲအစီအပြပါသေးကျွန်တော်ကြီးစုပေးရဆက်ဆက်ပါတယောက်ချင်းစီတိုင်း တာယာတပိုင်းနေနေကိုပိုင်ဆိုင်ကြပါစေလို့ပြောရင်းနဲ့အားလုံးပဲကိုလတ်ပါညီတို့